တိုင်းသားချင်းချင်းတိုက်နေတာမလို့ကျွန်တော်တို့ကစိတ်မမထမ်းချင်ဘူးဒီနေ့ဒီကြောက်ရည်ပြောချင်ပါတယ်ကဲလည်းရှင်များအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲရှာရဲလောက်ပေးသွားမှာကတော့တင်းရန်သာအရှင်ရှင်တိတ်နေကြတော့စိတ်မုံမထိုင်ရှင်ဘူးတဲ့ဒါကတော့မင်းတရားပဲเนาะစိတ်မုံထန်လို့ရှင်ရှစ်တန်းကိုပို့လို့ရှင်တင်းရန်သာနဲ့ကိုတင်းရန်သာနဲ့ကိုပြင်တိတ်နေရင်ဘူးောက်ဝင်ရှင်ပါလေเนาะအဲ့လိုမျိုးတိုင်းသာချင်းချင်းတိုက်နေတာမလို့ကျွန်တော်တို့ကစိတ်မုံမထိုင်ချင်ဘူးဒီနေ့ဒီကြောက်ရည်ပြောချင်ပါတယ် ဟုတ်နော်ဘယ်သာချင်းချင်းတိတ်နေကြတော့ဘယ်သူကစက်မှုထိုင်ဆိုင်မှာလဲအိုလိုနီခေတ်ကတော့ဘုံသူရနဲ့လိုင်းနာထောင်ကြည့်ကြမယ်နော်ဟောပြပြန်ခွဲကြအုပ်စုစီခဲ့တာတွေလူတွေရပြီနောက်ပိုင်းမှာပင်လူစာချုပ်ချုပ်တယ်ပင်လူစာချုပ်ပါအချက်လက်တွေကိုဖောက်ပြက်တာအတီးတီးဟိုဘက်ကဖောက်ပြက်လိုက်ဒီဘက်ကဖောက်ပြက်လိုက်ရေကိစ္စအဲ့ဒါကိုပြောလို့တမိုင်းကြောင်းကြီးရှေ့တယ်ဟောနော်တမိုင်းကြောင်းကြီးရှေ့ Okay အချက်၃ချက်နဲ့ပြောပါချက်သုံးချက်နဲ့ပြောမယ်ပါပြောမယ်ကဲနားထောင်ချင်းမနော်ပါတယ်ပုံသက်ထားလဲပါတယ်ပြောထားလဲတမတ်ခုကိုစားပြုတ် KIA ကချင်လူမျိုးတွေကိုစားမပြုတ်ပါဘူး ကျန်ဒီပါလေကရင်လူမျိုးကိုစားမပြုအေးရလည်းရခိုင်လူကိုစားမပြုကိုလူမျိုးပေါ်တော့ပေါ်စားပြုတာဘောနောဒါတွေကိုတမိုင်းเจ้าတွေထဲမှာလည်းဖက်ဆရာမလို့ဘဲဆောင်ထဲမှာမှမရှာနဲ့သူတို့လူမျိုးတွေသူတို့ပေါ်တယ်သွားမေးလိုက် KNU เจ้าတီးချင်ရင် KNU ကိုမေးလိုက် KIA เจ้าတီးချင်ရင်ကချင်ကိုမေးလိုက်ကျွန်တော်အမှန်တရားကိုတွေ့ရမှာလေအဲဆိုရင် KIA KNU AA ကသူတို့လူမျိုးကိုကိုစားမပြုဆိုသူကဘာရည်ကိုချိုးတို့လက်နက်ကင်ပြီးစီးပွားရေးရှာနေတဲ့အဖွဲ့အစည်းတက်တာ ာနည်းနည်းမြောက်သွားပြီเนาะဒီလိုတိုင်းရင်းသားတွေကိုကိုစားမပြုတ်လက်နက်ကင်ဖွဲ့စည်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတိုင်းရင်းသားလက်နက်ကင်များတိုင်းရင်းသားလက်နက်ကင်များလို့ထည့်ပြောရတဲ့စကတ်လုံးတော်တက်ဖို့မေဟာတည်တည်ရှိကြတဲ့တိုင်းရင်းသားတွေကိုလည်းအားနာဖို့ကောင်းတယ်ဒီရက်ချက်မြို့ချစ်စိတ် KNU မကောင်းအောင်လိုင်းပေါ်မှာပြောနေတဲ့တင်ရင်တယောက်ခင်ဗျမြင်ဘူးလား ေဘူးတာဗောဟုတ်ကေအင်မလေးပြောထားတာဆိုနေတာမဟုတ်ပြောထားတာเนาะကေအင်မကောင်းကြောင်းပြောတယ်ကချင်ပြောက်ကိုပြူးတယ်အေးအေးမကောင်းကြောင်းဘိုးမွန်နေအောင်ဆေးနေရခိုင်ပြောက်ကိုတ냐ပြူးတယ်ဘယ်တွေ့ဘူးမလဲသူတို့နေမှာရှိတယ်လက်နက်ကအဖွဲ့စည်းတွေကသူတို့ကိုစားမပြူးသည့်တိုင်အောင်တိုင်းသားတွေကသူတို့လူမျိုးတွေသူတို့ချစ်တယ်ဗျဒီနေမှာပြောတဲ့မျိုးချစ်စိတ်တော့ဒါပဲအဲ့ဒီတိုင်းသားကိုကိုစားမပြူးတဲ့လက်နက်ကအဖွဲ့စည်းပြောနေကြစကားတွေရှိတယ်ပမာစစ်တက်ပမာစစ်တက်ဟောတော့ โอเคဟုတ်ပြီဗမာစစ်တပ်လိုပဲသူတို့ပြောလို့ယူဆလိုက်ပဲဆိုလို့ရှိရင် KNU ကိုကရင်လူမျိုးတွေချစ်တယ်လို့ကချင်လူမျိုးတွေက KNU ကိုချစ်တယ်လို့သဘောထားမယ်ဆိုရင်တော့ကျွန်တော်ဗမာလူမျိုးတွေနဲ့ဗမာစစ်တပ်ဆိုတာကြီးကိုမချစ်တယ်သူတို့ပြောပြနေတဲ့ဗမာစစ်တပ်ဆိုရင်ပြောပြတာတကယ်တကယ်ကကျွန်တော်ဗမာစစ်တပ်မဟုတ်ပါဘူးသူ propaganda လုပ်နေတဲ့ကိစ္စကိုကျွန်တော် point out လုပ်ပြတယ်သူတို့တော့သူတို့လူမျိုးသူတို့ချစ်တယ်ကျွန်တော်မချစ်တယ်ဘူး တတိယချက်အော်ဘောနောမဟုတ်လားသူကသူတို့လူရှင်ကိုလူရှင်ဖြစ်တာတော့ဟောဒီလိုလက်နဲ့ကြိုက်ဖွဲ့စည်းတွေကိုစစ်တပ်ကနှစ်ပေါင်းဆယ်စုနှစ်ကြာအများကြီးကိုဘာလို့မချေမုန်းနိုင်လာလဲဒ อืมอารมณ์ชิมมองได้ล่ะแกหอบพี่กิ๊ซ่าหลูเนี่ยตะยอตะลูลูฮาตาลุตะลูลูสิดะกะเนี่ยมะไหนน้อกาลูลูดิอเมียนะม้ายไต่เนี่ยอ๋อยะล่ะตุ่ยนี่ล่ะจูตุ่ยอ่ะหอบพี่อคุเปียวเล็ดไก่ควยซี้ชิดะเนี่ยอกုံลงสิดะกะอม้องจีไล่ท่าไล่บ่ไอ้นี่มาตอมันท้าส่องเนี่ยสิดตาดิสิดตะบี้ดิอ่ะตะซุดิตะสายาหลูမျိုးตุฮูจิ้นซี้ดิตาตะมี้ดิสวยมุตาจิ้นดิเวอคุขะเหมียวอูเตื้อสิมูจังอุบดิจาท่าไล่ดิตะจงเนี่ยจูมันเนี่ยสิดแท้ตัวอ่ะ ်ခင်ဗျားတို့မိဘတွေဘယ်လိုနေကြလဲဘယ်နေ့မှတရေကြမဆိုပြီးဘုရားတရားအဲ့ဒီခံစားချက်ကိုတိုင်းသားတွေကနှစ်ဆယ်ချီပြီးခံစားတာဟောနော်အဲ့တော့ကိုချင်းစာတတ်ဖို့လိုတယ်တယောက်မကြံအမုံချိတ်လိုက်လို့ဆိုလို့ရှိရင်လူမျိုးလည်းကြောက်တိုင်းပြည်လည်းပြုတ်ပွဲသွားမှာဒီနေ့နိုင်ငံရေးကိစ္စတွေဖြစ်တယ်ဘာမှမဆုံးရှုံးရတဲ့သူတွေဘာမှမနစ်နိုင်တဲ့သူတွေကအေးစိတ်နေနိုင်တယ်နေလာတဲ့သူတွေဆွေမျိုးသားချင်းတွေမိသားစုတွေဆုံးရှုံးတဲ့သူတွေဟာစိတ်ထဲမှာဒဏ်ရာတွေအကြီးကြီးရပါတယ်ဟုတ်တယ်နော်အဲ့ဒါတော့မှန်တော့ဘောနော် အဲ့ဒဏ်ရာကိုခင်ဗျဘာနဲ့ကုမှာတိုင်းအဲ့ဒါခုတည်ငြိမ်မှုအတွက်စီရေးတဲ့မဖြေရှင်းခြင်းကိုဇပွဲဖို့ရအောင်ခေါ်တယ်ဇပွဲဖို့ခေါ်ပြီးရင်တရားဟောမယ်စကားပြောမယ်အဲ့ဇပွဲဖို့ခေါ်မယ်တရားဟောမယ်စကားပြောလို့မရတော့ဘူးမြည်ရင်ရောက်ပြီဆိုရင်တော့စကားလည်းမပြောနဲ့တော့တရားလည်းမဟောနဲ့တော့အဲ့ဒီတောင်မှဘန်းလူလည်းမတွေးနဲ့ဒီကိစ္စကြီးကိုကျွန်တော်အလေးထားဆောင်ရွက်နေတာဖြစ်တဲ့ကြောင့်မလို့ခင်းတာကိုးတောင်းလို့ တရေဘောအိတ်တရေနာစားတဲ့ဘဝတွေဖြစ်မှာဆိုလို့စည်ရင်းနည်းနဲ့မဖြစ်ရှင်းမနဲ့စွဲဘောကိုရောင်းအောင်ခေါ်နေကြတယ်။ရောင်းအောင်ခေါ်ကြရတဲ့နေရာမှာလည်းလက်နဲ့ကင်ပြီးစီးပွားရေးရှာနေတာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီဘဝမှာตายရပြီးတော့မလာတော့အစ်ကိုဆဲချီးနေရော What? ဒါနဲ့တန်တရားလေပြီးနိုင်ငံရေးလက်ကင်တုတ်ဖြစ်သွားရင်လူမျိုးစုတွေအများကြီးပဲ။ဒေါက်တာဘောင်းမပြောတဲ့စကားခုကိုပြန်ပြောမယ်ဆိုလို့ရှိရင်လူငယ်တွေကလက်နဲ့ကင်ရတာသဘောကျပါလား။လက်နဲ့ကင်ရတဲ့အရာတော့ကြိုက်ပါဘူး။ဟုတ်နော်။ Okay. ဒီမှာပြည်ပြည်ရင်းစစ်ဘယ်တော့ငြိမ့်မလဲ။ ိုချိုးမကြည့်ပဲနဲ့တိုင်းကြီးကိုချစ်တဲ့ဒီနေ့ငြိမ်းချမ်းပါတိုင်းသားကျဟုတ်ပြီဂျေဆုကံပါတယ်ခင်ဗျာဘိုင်ဘိုင်